အခုကဘာကြီးမှာဘာသာတရားတွေ क्वे ပြနေတာအကြောင်းမှန်ကိုမသိလို့ क्वे ပြနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေ क्वे ပြနေတာကြည့်လေအကြောင်းတရားဘယ်လိုရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာလူတွေကဘာကြောင့်ဖြစ်လဲဘယ်ကရောက်လာဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ကရောက်လာတာလဲခြားတတ်တော်တွေကဘယ်ကရောက်လာတာ အကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစစ်မှန်အကြောင်းတရားသည်တိတ်ပြီးတော့နက်နဲလို့လက်လမ်းမမီတော့မမြင်နိုင်မမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင်သာဝရဘုရားကြီးဖန်ဆင်းလို့လို့ဆိုတဲ့အကြောင်းတရားကိုပြောတော့တာဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ် လောကကြီးမှာကဘာကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆံရအကြောင်းတရားတွေရှိတယ်ဩကတလောကကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်သူဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောသာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှားရွံ့တဲ့အယူဆက်တည်းပေါ်လာအဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ် မမှန်မကန်တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဖဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲပေါ့တကယ်ဖန်ဆင်းတာမှမဟုတ်ဖဲအဲ့ဒါမှဝိသမဟိတုဒိဋ္ဌိတဲ့အဲ့ဒါကိုလက်ခံသူရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်တချို့ကြတော့ အလေးနဲ့မစဉ်းစားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် costless ဘာကြောင့်မှမရှိသူကသူဖြစ်တာလို့ပြောကြတယ်အဟေတုကဒိဋ္ဌိလို့ခေါ်တယ်ကြောင်းဖြစ်နေတယ်အဲ့ဒါကိုဝိသမဟေတုဒိဋ္ဌိလို့ခေါ်တယ်အကြောင်းကိုလက်မခံဘူးအဟေတုကဒိဋ္ဌိ သူ့ဟာသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါ်လာ။အော်ဒီအကြောင်းတရားရှာရင်နဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်။မြတ်စွာဘုရားကအကြောင်းတရားကိုရှာပြတယ်။ဘာနဲ့ရှာပြ?ပဋိစ္စသမုပ္ပါနဲ့ရှာပြ။သစ္စာ၄ပါးနဲ့ရှာပြ။မှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအဖြစ်ဘာကိုဟောတော့သစ္စာလေးပါးခေါ်တယ် လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တုံးဒုက္ခလို့နာမည်ပေးလိုက်တာနော်ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူးဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်တီးเสียအကောင်းပြီးခဘာမှမရှိဘူးလို့ပြောတာအဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အနက်ကခုံးစိတ္တမမှန်ကန်သည့်အတွက်ယုံမုန်းเสียအကောင်းတယ် ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြညာဘူးတော်တော်များများကတော့ suffering လို့ပြညာတယ်မှန်ကန်တဲ့အတိပဲကိုမရောက်နိုင်ဘူးအဲတချို့ကပြောင်းပြီးတော့ပြုပြန်လို့ဆို unsatisfactoryness ကျင့်နေဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် ဆဖားရင်တို့ပြန်ရင်လူတွေကအတွေးခေါ်ဘလို့ဖြစ်ကုန်လို့ဆိုအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဝါရီလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုတော့ဘုရားဝါရာကဒုက္ခကြီးကိုကြည့်နေတဲ့ဝါရာကြီးလို့ဆိုပြီးပက်ဆမစ်ဇင်လို့ထင်မှားကုန်ကြတာအဆိုးမြင်ဝါရာကြီးလို့ဒီလိုထင်နေကြကြမဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါရာကြီးအဖြစ်ယူဆလာကြတကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကဒု ခြေနှက်ဆရာမကောင်းဘူးခထင်တဲ့အတိုင်းတခုမှမရှိဘူးမယောက်ျားလို့ထင်တယ်မရှိဘူးယုံတဲ့နာမည်ရှိနေတယ်မိမလို့ထင်တယ်ယုံတဲ့နာမည်ရှိနေတယ်သူလို့ထင်နေတယ်မရှိဘူးငါလို့ထင်နေတယ်မရှိဘူးတကယ်ရှိနေတာယုံတဲ့နာမည်ရှိတယ်ဟာဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာဒါပြောရလေသူတို့ကသူတို့ဘာသာကိုကိုးကွယ်တဲ့ပုံပေါ်မှာကြည့်တယ်မှာ ဟိုဟုတ်ပါရဲ့မကဲတင်ဘူးလို့ပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါသူကရုဏာတရားမေတ္တာတရားကဘလို့ရတော့ဘောဟိုသူတို့ပြဿနာဘုရားဆိုလို့ရှိရင်သူ့ကိုလှုပ်ကြတဲ့ဒေဝတက်ကိုတော့မှမေတ္တာထားနိုင်တယ်လေဆိုတော့ကဘုရားမှန်ရင်မေတ္တာတရားဟာမတ္တာမပြောချင်တာနော်သူတို့ဘုရားဆိုရင်ဒါမေတ္တာမျက်တာတယ်လေတားတော်ရာဟုလာဘုံမှာထားတဲ့မေတ္တာနဲ့ဇေဇမာနတ်တို့ဒေဝတက်တို့ဘုံထားတဲ့မေတ္တာအတူတူပဲပြောတာဟုတ်အာဒီကဟာလှုပ်ကြတဲ့ဒေဝတက်မထားနိုင်ဘူးဘုရားမရှိပါဘူးအာတားတော်မို့လို့ပို့ထားမယ်မရှိပါဘူးတန်းသူပဲအဲ့တော့အခု ူတို့ပြောတဲ့ဘုရားသခင်ကြတော့သူတို့ကိုကိုယ်ကလည်းသူကိုမကက်တင်ပါကိုကိုယ်ကတော့ကမ်ပတီကိုပြစ်ထားမှာသူကငါမကိုယ်ကလည်းကောသွားစီထားလိုက်တာဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော်အဲ့တော့ဘုရားသခင်ငယ်ရဲ့မေတ္တာတရားဟာတော်များတာဘူးပေါ့နော်ဟုတ်အဲ့ဒါဆရာတို့ကြီးကပြောနေလားအဲ့ဒါလူတွေစဉ်းစားမပြတာနော်အဲ့မဲ့လောကကြီးကမန္တန်ရင်းနဲ့ပတ်သက်လာရင်သိမစဉ်းစားတတ်ဘူးနော်စဉ်းစားသူတွေတော်တော်အားနည်းတယ်အခြားတဲ့ကိစ္စတွေမှာသာတော်ရင်တော်ရမယ်ထမြင်ထမြင်ကြမယ်မန္တန်ရင်းနဲ့ပတ်သက်လာရင်သိမစဉ်းစားကြဘူး ဟိုကျွန်တော်ကရိုးရကိုမကြုံနိုင်တာပြောတာ tradition နဲ့ပေါ့နော်ချစ်ဘိုးဘွားအစစ်စက်ကယုံကြည်မှုတစ်ခုကိုမကြုံလုံးနိုင်ဘူးအဲ့ဒီကိုဘောင်ကြောင်ကြီးမတွေးနိုင်ဘူးသိလားအဲ့လိုတွေးလိုက်ရင်ဝေရဲ့ကြီးတို့လိုဘာလို့ပေါ့နော်အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေဘောင်ကြောင်ကြီးမတွေးတတ်ဘူးပေါ့နော်အဲ့တော့ရှားနေရတဲ့မှာသာစံတမ်းမှုတွေသူ့ရဲ့သနာတွေရှာဖွေမှုတွေလုပ်ကြတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့မလုပ်ကြအောင်မတွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ ။ဒါကြောင့်လေလောကကြီးမှာဗုဒ္ဓဘာသာအင်အားနည်းတယ်လေ။နော်။အချို့အဲဒီတို့တခါတော့ကအိန္ဒိယသူပြည်ပြည်ချင်းတယောက်အဲ့ဒါပြောတာပေါ့။ရှင်ဗျာဗုဒ္ဓဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ဘာလို့ကကိုယ်ခံရမှာပေါ့။ तू ကလည်းတရားလို့ပြောတာတရားလား။ဘာလို့ဗုဒ္ဓဘာသာမကိုယ်ခံတယ်လဲ။အဲဒါမှန်လို့ပေါ့ तू က तू သိလား तू က။ဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပေါ့ရယ်။ကိုယ်ကလည်းများတယ်လေ तू က။အဲများတာကိုမှန်တယ်လို့လားတရား तू က။မဟုတ်ဘူးလို့အဲ့ဒါကဲနေကြတာလို့ခေါ်တယ်။ညာပြည့်စီကဲနေတာလို့ ော်ပြောရတာအမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ကိုကိုကဲသူကများသွားတာသဘောပေါ့နော်အဲကြောင့်ဆိုတာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့သူပြောပြတာသူသူကအဲ့လိုမျိုးကောက်ချက်ချတာပဲသူကဘုရားမသာတကယ်မှန်တယ်တကယ်ဘာလို့ကိုကဲရမှာပေါ့တဲ့အဲ့တော့ဥပကသာဝရဘုရားသခင်ကမှန်လို့သာဝရဘုရားသခင်ကိုကဲတဲ့ပုဂ္ဂိုလ်များနေတာပေါ့တဲ့သူအဲ့လိုပြောတာပေါ့အဲ့လိုမျိုးပြောလို့မရမလဲလို့ပြောတာသူနော်ဒါသိပ္ပံပညာရှင်တွေရုံးနေတာသိပ္ပံပညာရှင်တောင်မှအဲ့လိုမျိုးတွေးတာသူကဟုတ်လား ။အဲရနေရမှာသူတော်ပေမဲ့ဘာသာရေးနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့ဘူး။အဲလိုမျိုးဖြစ်သွားပါမော။ခုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်စားပြွေးခွာမှုက အလွန်အားနည်းတယ်။အားနည်းတော့သူမြတ်စွာဘုရားတဲ့ကလည်းပြောတယ်မလား။သင်္ကြန်စီအကြီးပြောတယ်လေ။နော်ဉာဏ်ရှိတဲ့သူတွေကောဓမ္မပုရစီသွားဉာဏ်မရှိတဲ့သူငါစီလာလိုက်မယ်ဆိုတာပြောတာပဲလေအဲဒါလောကမှာကစဉ်းစားမှုကအတော်အားနေကြတယ်ပြင်းအလွယ်လိုက်ကြတာကိုနော်ဘုရားဘာသာကခတ်တယ်လေငါဘာစီလာတွေထိုင်ရတယ်စောင့်သိမှုတွေများတယ်ပြင်းဘုရားကလည်းမကယ်တင်ဘူးလေ ဟုတ်ကဲ့လို့ကဲကျလို့မရလို့မကြတာလေနော်။ဒါနဲ့စဉ်းစားကြည့်ရင်ပေါ်ပါတယ်။ကဲလို့မရလို့ဆိုတာပေါ်ပေါ်လင်းပါတယ်နော်။လောကမှာတော့မှနော်အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလွတ်ထားပြီဆိုဘယ်သူမှကဲလို့မရအောင်အဲ့လိုမှမသားဥပဒေကမိတ်ဆက်လိုက်ပြီဆိုပြီးသွားတာပဲလေနော်။ဒါချင်းချင်းချားတယ်လေဒါ။လောကဥပဒေတစ်ခုတောင်မှကဲလို့မရတဲ့ဥစ္စာကို။ဘာဝပြစ်ဒဏ်တစ်ခုဘယ်လိုလုပ်ကဲလို့ရမှာလဲနော်။အခုအခုသူတွေကအကျိုးပေးတယ်ဆိုတာကဘုရားသခင်ကတန်ခတ်တာမဟုတ်ဘူးနော်။သူတို့စီမှာတော့ဒါဘုရားသခင်ကတန်ခတ်တာလို့ပြောတာဘူး။ ဘုရားမန္တမကဘုရားကနှံခတ်တာမဟုတ်တဘာဝတရားနှံခတ်တာဟုတ်လားဆိုသူလုပ်ထားတဲ့အာကုသို့တဘာဝတရားကသူ့ကိုထံပြတ်ခတ်တာပဲအဲ့တော့အာကုသို့ကြောင့်ဖြစ်တဲ့တဘာဝထံကိုတော့ဘလို့မှအဝေလို့မရအောင်နော်တဘာဝဘေးရန်တွေကိုကဝေလို့မရအောင်ဒီနေ့ခုမှမပဲကြည့်လေဟောင်းတိုင်းဘေးရန်နေဟုတ်တယ်မလားနော်တဘာဝဘေးရန်တွေကိုကဝေလို့မှမရပဲလေနော်ခံရကြခံရတာပဲလေနော်အဲ့လိုဒါဘာမှမဟုတ်တဲ့ဒီတဘာဝရေဘေးအန္တရာယ်တွေမီးအန္တရာယ်တွေလေးအန္တရာယ်တော့မှခံရသေးတယ်ဆိုရင်အာကုသို့ရဲ့တဘာဝ ဲ့တရားတွေကိုခံရမှာပဲနော်အဲဒါကြောင့်မို့လို့တရားတခင်ကတာဝန်ယူပြီးလို့မရတော့မယူခြင်းလို့မဟုတ်ဘူးမယူပြီးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်လို့ပါတယ်နော်ဒီချိန်မှာဗုဒ္ဓဘာသာဘာမှတာဝန်မယူဘဲကောင်းကုန်လဲဟိုမှာတာဝန်ယူတာကကောင်းတာပေါ့ဆိုတော့အဲ့ဒါလူရင်းကြိုက်သွားတာနော်တကယ်ကဲအဲ့ဒါဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်